ချက်တာတရငါအစမှာကုချန်းကွာရုံရုံကိုကျဉ်ကျဉ်ပေးနေပြီးရုံရုံကိုတွေကနေဝိညာဉ်စွမ်းရင်နေရဖြာထွက်လာနေကသူ့အဖြစ်ကိုကြည့်နေတဲ့အဖွားကြီးကလည်းထူးဆန်းနေပြီးဘလို့ဘလို့ဖြစ်နိုင်တာလဲနှစ်သားတော့ကြည့်ကြည့်တော့ရှင်စည်းဝါးတွေနှစ်စည်းတွေအများကြီးတုံးပြီးရှစ်ဦးနှစ်ယောက်တကူတော်စည်းဝါးကုန်ချန်းအဖြစ်တတ်မှတ်ခဲ့တယ်ဒါပေမဲ့ရုံရုံကနောက်ထပ်အဆင့်ကိုတတ်ဖို့မတတ်နိုင်သေးဘူးလို့ပြောနေကကုချန်းကွာရုံရုံရဲ့အချင်းတွေကိုကြည့်နေပြီးနာမန်တယ်လို့တွေးနေပါတယ်ရုံရုံကလည်းသူ့အဖြစ်ကိုသူသိပြီး ဆရာကျွန်မစိတ်မကောင်းပါဘူးလို့ဆိုနေကဦးချန်းကသူမရဲ့ခေါင်းကိုကင်လိုက်ပြီးယွန်ယုံမင်းပါဖြစ်နေရလေငါ့ကိုစိတ်ဆိုးအောင်သူကခုလုံးမိတာလားလို့မြည်လိုက်တယ်ယွန်ယုံကလည်းငိုနေပြီးကျွန်မအတုံးမကျတဲ့သူပဲဆရာအချိန်ယူနေအရင်မြစ်တဲ့အများကြီးကိုဖြုံးခဲ့ရတယ်ဒါပေမဲ့ကျွန်မကျင်းကြံလို့မရသေးဘူးလို့ပြောနေကဦးချန်းကလည်းမင်းကျင်းကြံလို့မရတာနဲ့ဆရာတပည့်မဟုတ်တော့ဘူးလို့မင်းကထင်နေတာလားဆရာပြောခဲ့တာမင်းကမှတ်မိသေးတာလို့မြည်လိုက်တယ်သူစကားကြောင့်ယွန်ယုံကလည်းပျော်သွားပြီးဆရာပြောခဲ့တယ် ဆရာကမင်းရဲ့မိသားစုထက်ပိုပြီးရင်းနှီးတဲ့သူလို့ပြောလိုက်တာကိုချမ်းကွာသူ့ရဲ့မျက်ရည်တွေကိုတုတ်ပေးနေရင်ဒါကကောင်းကောင်းမှတ်ထားရင်ပြီးတာပဲမင်းကကလေးပဲဒါကြောင့်အရန်မသွေးတင့်ဘူးလို့ဆိုလိုက်ပြီးရုံရုံကလည်းဆရာလို့ပြန်ခေါ်လိုက်တာကိုချမ်းကွာစိတ်မပူပါနဲ့ဆရာကတတ်ပါတယ်မင်းကိုတသက်လုံးပြုစုရတာဘာဖြစ်သေးလို့လဲလို့မင်းနေတာအဖွားကြီးကလည်းကြီးနေပြီးနှစ်သားတော်ဟာရုံရုံကိုကောင်းကောင်းဆက်ဆံရင်နောက်ွယ်မှာအကျန်စီရှိမယ်လို့ဆိုရင်ခဲ့တာဒါပေမဲ့ရုံရုံကကျေးဇူးရှင်ရဲ့ဘန္တာအများကြီးကိုဖြုံးလိုက်တာတော့ကျေးဇူးရှင်ကသူ့ကိုမဆူဘူး ေးဇူးရှင်ဟာယုံယုံကိုတကယ်သဘောကျတာပဲဒီလိုတံပါပြီးနူးညံ့တဲ့ဆရာရှိရင်ယုံယုံကကံကောင်းတဲ့ကလေးပဲလို့တွေးနေပြီးဦးချမ်းကအမတ်သက်ထားရဲ့လိုက်ကဒီမှာအုံဆုံးတဲ့အချိန်ကိုကြည့်ရင်အောက်လောကပုံခရီးအဆုံးသတ်ဖို့အချိန်ရောက်ပြီထင်တယ်ယုံယုံဆရာနဲ့အတူအထက်လောကပုံလိုက်မယ်မလားလို့မေးလိုက်တယ်ယုံယုံကလည်းကူချမ်းကိုရဲ့စကားကြောင့်ဆရာဆရာပဲတကယ်အခုအထက်လောကပုံသွားမှလားကျမလို့ပြောနေတော့ကူချမ်းကအိုးယုံယုံမသွားချင်ဘူးလားဆိုရင်ဆရာတခုခုရှိသေးလားလို့မေးလိုက်ပြီးအဖွားကြီးကလည်း နှစ်သားတော့ဒီကလေးကသူ့အကိုအကြောင်းတွေးနေသေးတယ်ထင်တယ်လို့ပြောလိုက်ကရင်ရောကလည်းအင်းဆရာကျမကျမကိုတွေးနေတယ်လို့ပြောပြလိုက်တယ်ကိုချမ်းကွာသူမရဲ့စကားကြောင့်ဒါဆိုငါမားတော့တာပဲဒါပေမဲ့မင်းအကိုကလည်းထူးဆန်းတယ်ကျင့်ကြံမှုသုံးနှစ်ကြာပြီးနောက်ဂရိအတိုင်းသူမင်းနောက်ပြန်လဲရောက်ရှိလာခြင်းမရှိဘူး तू ကတကယ်ပဲလို့ပြောနေတာရင်ရောကလည်းစိတ်မကောင်းဖြစ်နေပြီးကိုချမ်းကွာအဆင်ပြေပါတယ်လို့ပြောလိုက်တယ်ရင်ရောကလည်းသူစကားကြောင့်ကြောင်သွားပြီးကိုချမ်းကွာရင်ရောသွားခြင်းနဲ့ဆိုရင် ရှင်ယုံလုံးနေမျိုးသွားကြမယ်လို့ပြောလိုက်တာအဖွားကြီးနဲ့ရေယုံကလည်းပျော်ရှင်သွားပြီးကျေးဇူးတင်ပါတယ်ဆရာကြီးလို့ပြောလိုက်ကြပါတယ်တစ်ဖက်ကနောက်တနေရာမှာတောင်ထိပ်ပေါ်မှာယူမင်ခုံဟာရှိနေပြီးစွန့်ရင်လောကမှာပေါ်တဲ့နှစ်သားတော်ဟာလက်ရှိကောင်းကင်လောကမှာရှိနေတယ်ပြီးတော့သူ့မှာကလေးတစ်ယောက်ရှိပြီးကျင့်ကြံမှုဘန္နာအလုံးစုဆောင်နေရဲ့ဟုတ်လားလို့ပြောလိုက်တာတည်င်းပေးတဲ့သူတယောက်ကလည်းမှန်ပါတယ်ကောလာဟာလာတွေရဒီကလေးလေးဟာသမ ्या တွေတိုက်ခိုက်တာကိုခံလိုက်ရပြီးမြောက်ပိုင်းတောင်ကုန်းကျွေးရအသက်ရှင်ကျန်ရည်သူဖြစ်ပုံရတယ် နှစ်သားတော်ဟာသူ့ကိုကယ်တင်ပေးခဲ့တာလို့ပြောပြနေပြီးယူမင်ကောင်ကလည်းထိုစကားကြောင့်ဒါဆိုရင်ဒီလူကလူသားပူပီးတော်နဲ့ဆက်ဆက်မှုမရှိဘူးဒါပေမဲ့ဘသူကအသက်လောကပုံအားလာပြီးဘယ်ကိုင်းရလဲလို့သွေးနေကယူမင်ကောင်ကအဲ့ဒီလူပုဂ္ဂိုလ်ရှာပါလို့အမိတ်ပေးလိုက်တယ်ထိုသက်သားကလည်းနားလဲပါပြီလို့ဆိုလိုက်ပြီးယူမင်ကောင်ကမြေပုံစာရွက်ကိုကြည့်နေကလူသားပူပီးတော်ကအချိန်မတိုင်မီကြိုးတင်အစီအစဉ်ချထားတယ် ပြန်လည်မွေးဖွားခြင်းရဲ့စိမ့်ပြကြပွင့်ဒီလောကကြီးမှာပေါ်လာတော့မယ်ငါပြန်လည်မွေးဖွားအနေအားမရှာသွင်းနိုင်တော့ရင်မင်းရဲ့ခွင့်လန်းနေအားလုံးယူမယ်အရာအားလုံးအဆင်ပြေချမ်းကိုကလက်ရှိမှာသူ့အပြစ်ပုံချမဲ့သူ့အစ်တစ်ကိုရှာနေမှာပဲငါပေးလိုက်တဲ့နာမည်တွေအားလုံးကဒီယာထုနဲ့တကယ်ကိုကိုက်ညီတဲ့သူတွေပဲသူသိရင်ငါ့အတွက်လှုပ်ပေးနေတဲ့အရာအားလုံးကိုသူငါ့ကိုနည်းနည်းပို့ပြီးယုံမလာလို့သွေးနေပါတယ်တခြားတစ်ဖက်ကောင်းကင်လောကရှင်ရန်လုံးနေမြည်ရဲ့နန်းဆောင်တဆောင်မှာအစင်းရောင်တစီနဲ့ထုံနေမြည်ရဲ့ဂိုင်းချုပ်ဟာရှိနေကြပြီးဂိုင်းချုပ်ကြီးက မင်းပြောသမျှအားလုံးကမှန်လာလို့မေးလိုက်တယ်အစင်းရောက်တစီဆိုသူကလည်းဟုတ်ကဲ့ခိုင်းချုပ်မှန်ပါတယ်ဒီတောင်လန်းကနေမကောင်းတဲ့လီတူကထွက်လာပြီးငကြီးကနေအနဲ့ရောက်သွေးတွေကကောင်းကင်ကိုထိုးတက်လာတယ်တောင်ထိပ်လေးကကနဂါးနာချင်းဟစ်ကျဲနေတယ်လို့ပဲလို့ပြောနေကသူခိုင်းချုပ်ကလည်းငါတို့တကယ်ပဲနဂါးသွေးကြောဖျက်မိသွားပြီထင်တယ်ကောင်းကင်ကိုဓာတ်နဲ့တိုက်ခိုက်ဖို့ခက်ခဲတဲ့တာဝန်ပဲငါတို့ရဲ့နှက်လန်းကဒီလိုပဲဖျက်သွားမှာလားမှန်တယ်မင်းခေါ်လာတဲ့ကလေးကရောသူ့မူလအစားပါလဲ ဒုက္ခနာကိုစစ်ဆေးကြည့်ခဲ့တယ်။နှက်ဆိုကင်းမဲ့ခန္ဓာရဲ့အကျဉ်းစာဒုက္ခနာကိုကနေဖယ်ရှားပြီးသားဖြစ်နေတယ်လို့ပြောလိုက်ပြီးအစင်းရောက်တစီရကျွန်တော်ကသူ့ကိုနှက်မြေကခေါ်လာတဲ့အချိန်၃နှစ်တော့ကသူ့မှာနှက်ဆိုကင်းမဲ့ခန္ဓာကိုရှိနေပြီးကျဉ်းကျဉ်လို့မရဘူးဆိုတာသိခဲ့ရတယ်။ဒါပေမဲ့တခါတော့တောင်လမ်းမှာအလုလုံနေတဲ့ဂျုံအားလုံးဟာအနှက်ရောင်သွေးထွက်လာတာနဲ့အမျှတည်ဆုံးသွားကြတယ်။သူတယောက်တည်းကပဲဘေးကင်းပြီးကြံရည်ခဲ့တယ်။ဒုက္ခနာကိုမှသူကြားတဲ့အရာတခုခုရှိနေမယ်လို့ကောက်ချက်ချမိတယ်။ဒါကြောင့်သူ့ကိုနှက်မြေကိုခေါ်လာတာ။ ဒါပေမဲ့သူကရုတ်တရက်ထူးခြားတဲ့ချုပ်ရင်းမှုကိုဖြစ်စေပြီးနတ်လင်းတွေဟာတမီလုံးကိုထုံကြီးသွားကဘူဘီရဲ့ပုံရိပ်ဟာကောင်းကျင်မှာပေါ်လာမယ်လို့မထင်ထားမိဘူး။သူကကန်ကောင်းသွားတာလားလို့ပြောလိုက်ပြီးဂန်းချုပ်ကြီးရတယ်သူစကားကြောက်ဒါမဖြစ်နိုင်ဘူးငါတို့ဘူဘီကအထုအထိတ်ကျွမ်းကျင်သူတန့်ရှင်တဲ့နှက်ဆူကင်းမဲ့ခန္ဓာကိုယ်လေးတစ်ခုကသူ့ရဲ့ပုံရိပ်ကိုသူလိုထုံကြီးနိုင်မှာမဟုတ်ဘူး။သူ့မှာထူးခြားတဲ့အရာတစ်ခုခုရှိနေရမယ်ဖြစ်နိုင်တယ်။သူကငါတို့ရှိရန်လို့နေမြည်ရဲ့မျောလင်းချက်ပဲလို့ပြောဆိုနေတော့ ်ဒုတိယလူတယောက်ဟာနန်းတော်ထဲကိုဝင်လာပြီးဂန်းချုပ်အပြင်အပြင်မှာအသက်လောကပုံကနတ်သားတစ်ပါးရောက်နေတယ်လို့ပြောလိုက်တယ်။ထိုစကားကြောင့်အစင်းရောက်တစီကပါရီလေအသက်လောကပုံကနတ်သားလာလို့ပြောကဂန်းချုပ်ကြီးကလည်းကောင်းကင်လောကမှာကလေးတယောက်နဲ့အတူတွားနေပြီးနတ်စည်းတွေနဲ့ဘန်နာတွေအားလုံးယူနေတဲ့နတ်သားတော်လား။သူကပူပေါင်းဆောင်ရွက်ဖို့ငင်းဆန်တဲ့ရှေ့ဦးနှစ်ယောက်တချို့ကိုလည်းတပ်ပြက်ခဲ့တယ်လို့ကြားရတယ်ဆိုပြီးပြောနေကထိုတည်င်းလာပြီးသူကလည်းဒါဒါသူပဲလို့ထိတ်လန့်စွာပြောပြလိုက်တယ် ထိုနေရာမှာရောက်ရှိလာကြတဲ့ကုချန်းကိုတော့အဖွဲ့မှာယုံယုံကလည်းဆရာဒါအနှက်မြည်လာလို့မင်းနေပြီးအသေးကိုဝင်ကြပြီးထိုနေရာရဲ့တပ်သားတွေကလည်းကုချန်းကိုမြင်ပြီးအယုဒေပေးနေကြကနှက်နှက်သားတော့ကျေးဇူးပြုရဲ့စောက်ပါကျေးဇူးတော်ရှင်ရောက်လာတဲ့အကြောင်းသတင်းပို့တဲ့သူစေလုတ်ပြီးပါပြီနှက်နှက်သားတော်ဟာကျွန်တော်တို့ရှင်ရန်လုံးနဲ့မြင်မှာတခုခုလိုအပ်တာရှိပါသလားလို့မေးလိုက်ပါတယ်ကုချန်းကိုကသူတို့ရှေ့ကနန်းဆောင်ကိုကြီးနေပြီးဒီမှာကံကြမ္မာခုံတက်နေတဲ့ငကားလိုပဲ တည်ရန်ချင်းလောကကဘာရဲ့ကံကြမ္မာကိုနဲ့ပြောင်းလဲစားပြုနေပြီးလူသားပူပေးတော်ရဲ့ပြန်လည်မွေးဖွားမှုဟာကံကြမ္မာရွေးချယ်ခံတယောက်တင်မကောက်တည်ရန်ချင်းလောကကဘာရဲ့ရွေးချယ်ခံများလာလို့တွေးနေတော့ရှင်ယုံကကူချန်းကိုလက်ကိုကင်ပြီးကြောက်ရွံ့နေကသူမရဲ့အခြေအနေကြောင့်ကူချန်းကိုကဘာဖြစ်လာလဲရောက်ပြီးသားပဲစိတ်လှုပ်ရှားနေတာလားလို့မေးလိုက်တယ်ရှင်ယုံကဒီမှာချမ်းသာပြီးစီကားတယ်မြောက်ပိုင်းတောင်ကုန်းကျေးရံနဲ့အရန်ကွာချားတဲ့ဆရာဖြစ်နိုင်တာအကူကရုံရုံနဲ့အဖောက်တကယ်မိသွားပြီလို့ပြောလိုက်တာကူချန်းကိုက သူမရဲ့စကားကြောင့်လူသားပူပီးတော်ရဲ့အမှတ်ဉာဏ်တွေနိုးထလာမှသိကြတယ်မဟုတ်ရင်သူ့ရဲ့မူလအစအလုံးမိခဲ့မှာဒါအတွက်နည်းနည်းထက်အစီအစဉ်ဆိုရမယ်ထင်တယ်ဒါပေမဲ့အရာအလုံးနည်းနည်းလွယ်သွားသလိုပဲလို့တွေးနေပြီးကုချန်းကယုံယုံစိတ်မပူပါနဲ့မင်းရဲ့ကိုကကျင့်ကြံမှုမှာမအားလို့မင်းကိုလာကြည့်ဖို့အချိန်မရတာပဲဟုတ်တယ်မလားလို့ပြောလိုက်ကယုံယုံကလည်းစိတ်မကောင်းစွာနဲ့ဆရာဆရာကျမကိုမနစ်သိပ်ပါနဲ့တော့အကိုကအရင်ကဒီလိုမဟုတ်ခဲ့ဘူးပတ်စံရဖို့ခကြီးအဝေးသွားရင်တော့သူ့အလုပ်စူးစမ်းပြီးအရန်ပြင်ပန်းရင်တော့ သူအမြဲတမ်းကျမတို့ကိုပြန်လာကြည့်ရယ်သူပြောင်းလဲသွားပြီထင်တယ်ဒီမှာအရာအလုံးအရန်ကောင်းနေလို့ဆိုကပြောနေပြီးကုချန်းကိုကလည်းသူမရဲ့စကားကြောင့်ကြောင်သွားကငါသူမကိုလမ်းတော့မပြသေးဘဲနဲ့တော့သူမဒီလိုတွေးနေပြီလို့တွေးနေတော့ထိုနေမီရဲ့အကြီးကဲနဲ့ခိုင်းချုပ်ကြီးဟာရုတ်တရက်ရောက်ရှိလာကြပြီးခိုင်းချုပ်ပါခိုင်းချုပ်ရောက်လာပါပြီလို့ပြောလိုက်တယ်ထိုသူတွေကလည်းကုချန်းကိုရဲ့ရှေ့ကိုရောက်လာကြပြီးနှစ်သားတော့အယူတီပေးပါတယ်နှစ်သားတော့ရောက်လာတဲ့အတွက်အရန်ဝမ်းသာပါတယ်လို့ဆိုလိုက်ကြကခိုင်းချုပ်ကြီးကလည်း နှစ်သားတို့ဟာကျွန်တော်တို့ရှင်ရန်လုံးနေမြေကတခုခုလိုအပ်ပါသလားလို့ပြောလိုက်ပြီးအစိမ်းရောင်တစီရကူချန်းကိုကြီးနေကဒါကလူတွေပြောနေတဲ့နှစ်သားတော်လားဆိုပြီးတွေးနေပါတယ်ကူချန်းကငါရှာနေတာကြမ်းရမ်းဆိုပြီးပြောလိုက်ရင် chapter 105ဒီမှာတင်ပြီးသွားပါတယ်